သက်9နှစ်နဲ့ချက်ကစားပြီးတော့နိုင်ငံကုံဆောင်တော့မဲ့တမီလေးကဲပရိသတ်ကြီးတို့ရင်အခုနောက်ပိုင်းကလေးတွေကတော့မြန်မာဗီဇာအစစ်အမှန်ကိုထုတ်ဖော်ပြနိုင်ပြီးကမ္ဘာအလယ်မှာမြန်မာကိုထင်ပေါ်ကျော်ကြားပြီးဝင်ကြွားနိုင်အောင်လို့အကောင်းဆုံးကြိုးစားပေးနေကြတာပဲဖြစ်ပါတယ်အခုအချိန်မှလည်းအင်မတန်မှငယ်ွယ်လွန်းပါတယ်ဆိုတဲ့အသက်9နှစ်အရွယ်တမီလေးကတော့နိုင်ငံတွင်းလေ့ကျင့်ကစားရတာအားမရတဲ့အဆုံး2025ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာချန်ပီယံတအူးဖြစ်အောင်လို့ကစားခဲ့ပြီးပဲဖြစ်ပါတယ် ီပြိုင်ပွဲကိုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တာဖြစ်ပြီးတမိငယ်လေးရွံ့မြက်နဒီကလည်း TCIS Chess Championship U0 အိမ်မှာတတိယနေရာကနေစုပလားကိုရယူခဲ့ပြီးပဲဖြစ်ပါတယ်ဒီကစားပွဲမှာတော့6ပွဲကစားခဲ့ပြီး6ပွဲလုံးအနိုင်ရရှိခဲ့တဲ့လို့ပြိုင်ပွဲဝင်35ဦးသာစကားတင်ရွေးချယ်ခဲ့တဲ့ပွဲမှာတတိယနေရာကနေစကူးပြီးအနိုင်ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းမှာကြတော့ဒီလိုမျိုး chess ကစားတဲ့ဆိုတာဟာလူကြီးတယောက်အတွက်တောင်မှအင်မတန်မှခက်ခဲလွန်းနေခဲ့တာမဟုတ်လို့မြမကုံကိုဆောင်ပေးနိုင်ခဲ့တဲ့သမီးလေးရွမျက်နဒီကချီးကျူးစရာကောင်းနေခဲ့တာပဲဖြစ်ပါတယ်ဗျာ။ အရာအပြင်2025ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာလဲ19ကြိမ်မြောက်အာရှကျောင်းပေါင်းဆောင်စစ်တူရင်ပြိုင်ပွဲကြီးကုန်မွန်ဂိုလီးယားနိုင်ငံဦးလန်ဘာတာမြို့မှာပအဝင်ရှင်ပြိုင်တောင်းအောင်မှာမလို့အသက်9နှစ်နဲ့ထက်မြက်လွန်နေတဲ့သမီးလေးကိုအားပေးသွားကြပါအောင်ဗျာ